ဆူနာမီလိုင်းလုံးကြီးတွေဟာကမ္ဘာပေါ်မှာအင်မတန်ကြောက်စရာကောင်းတဲ့သဘာဝဘေးအနေရတွေကတခုပါဒီလိုင်းလုံးကြီးတွေဘလို့ဖြစ်ပေါ်လာလဲဘလောက်အထိအနေရများလဲပြီးတော့ဘလို့ကာကွယ်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာလေ့လာကြည့်ရအောင်ဆူနာမီလိုင်းလုံးကြီးတွေဖြစ်ပေါ်လာရတဲ့ဒီကအကြောင်းရင်းကတော့ပင်လယ်ကျမ်းပြင်မှာငလျင်လှုပ်ခတ်မှုတွေကြောင့်ပါငလျင်ပြင်းထန်စွာလှုပ်ခတ်တဲ့အခါပင်လယ်ရေမျက်နှာပြင်ကိုအပေါ်အောက်ရုတ်တရက်ရွှေ့ပြောင်းစေပြီး ဆူနာမီလိုင်းလုံးတွေကိုဖြစ်ပေါ်စေပါတယ်။မြေတောင်ပေါက်ကွဲမှုတွေနဲ့မြေပြိုမှုတွေကလည်းဆူနာမီလိုင်းလုံးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီဖြစ်ရပ်တွေကမြေဓုရဲကိုအင်အားပြင်းထန်စွာထိုးကျသွားတဲ့အခါလိုင်းလုံးတွေစတင်ဖြစ်ပေါ်လာပြီးကယုရဲဒေသတွေကိုဥတီရွေရှားသွားပါတယ်။ဆူနာမီလိုင်းလုံးတွေဟာအင်မတန်ကြီးမားတဲ့ဆွမ်းရင်တွေနဲ့ရွေ့ရှားကြပါတယ်။ဒီဆွမ်းရင်တွေကြောင့်ပဲ ကယူရန်ဒေတာတွေမှာအဆောက်အဦတွေအိမ်တွေနဲ့အခြေခံအဆောက်အုံတွေကိုပါပျက်စီးဆုံးရှုံးစေနိုင်ပါတယ်။ဆူနာမီခိုင်းလုံးတွေဟာပွင့်လင်းသမုဒ္ဒရာထဲမှာဆိုရင်တနာရီကို ကီလိုမီတာ၈ရမိုင်၅၀အထိညံနှုံးရှိနိုင်ပါတယ်။ဒါဟာလေယာဉ်မြန်တစ်စင်းရဲ့အညံနှုံးထက်တောင်ပိုမြန်ပါတယ်။ဝင်ရင်သမုတ်တရားထဲမှာဆူနာမီလိုင်းလုံးတွေရဲ့အမြင့်ကပေနှင်းငယ်လောက်ပဲရှိတတ်တာကြောင့ သင်းမောတွေအတွက်သတိမထားမိလောက်အောင်ပါပဲဒါပေမဲ့ကံယူရန်ကိုရောက်လာတဲ့အခါမှာတော့ခြေနေတွေပြောင်းလဲသွားပါတယ်ကံယူရန်ကိုရောက်လာတဲ့အခါဆူနာမီနိုင်လုံးတွေဟာကြီးထွားလာပြီးအမြင့်ပေတရ30မီတာအထိမြင့်တက်လာနိုင်ပါတယ်ဒီလိုအမြင့်မျိုးနဲ့ဝင်ရောက်လာတဲ့နိုင်လုံးတွေဟာဘလောက်အထိအန္တရာယ်များလဲဆိုတာခံမှန်းနိုင်ပါတယ် ဆူနာမီနိုင်လုံးတွေဟာကန်ယိုရန်ဒီတာတွေမှာအဆောက်အဦတွေအိမ်တွေနဲ့အခြေခံအဆောက်အုံတွေကိုဖျက်ဆီးနိုင်ပါတယ်။လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အရာအားလုံးကို မျောပါသွားစေနိုင်ပြီးလူအများအပြားကိုသေဆုံးစေနိုင်ပါတယ်။ဆူနာမီနိုင်လုံးတွေဟာကုန်းမြေအတွင်းပိုင်းကိုမိုင်ပေါင်းများစွာအထိရောက်ရှိသွားနိုင်ပါတယ်။ဒီလိုရောက်ရှိသွားတဲ့အခါလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အရာအားလုံးကို မျောပါသွားစေပြီး ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေပါတယ်။ ဆူနာမီလိုင်းလုံးတွေရဲ့ပျက်စီးနိုင်စွမ်းဟာအင်မတန်ကြီးမားတာကြောင့်ကာကွယ်ဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ဆူနာမီလိုင်းလုံးတွေရဲ့အနေအကိုရှင်းချနိုင်ဖို့အတွက်သတိပေးစနစ်တွေကိုတက်ဆင်ထားဖို့လိုအပ်ပါတယ်။ငလျင်လောက်ခတ်မှုတွေကိုစောင့်ကြည့်ပြီးဆူနာမီလိုင်းလုံးတွေဖြစ်ပေါ်လာနိုင်ခြေရှိပါကသတိပေးချက်တွေကိုထုတ်ပြန်ပေးရပါမယ်။ ဒီပေးချက်တွေဟာလူတွေကိုဘေးကင်းလုံခြုံတဲ့နေရာတွေရှိရွှေ့ပြောင်းဖို့အချိန်ပေးနိုင်တာကြောင့်အင်မတန်အရေးကြီးပါတယ်။ဒီပေးချက်တွေကိုလိုက်နာပြီးဘေးကင်းတဲ့နေရာကိုအမြန်ဆုံးရွှေ့ပြောင်းတာဟာအသက်ကိုကယ်တင်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားခြင်းအပြင်လည်းဆူနာမီလိုင်းလုံးတွေရဲ့အနေရကိုချော့ချနိုင်ပါတယ်။မိသားစုနဲ့အတူဘေးကင်းလုံခြုံတဲ့နေရာကိုတွားရောက်ဖို့အစီအစဉ်တွေဆွဲထားတဲ့ပါတယ်။ ဆူနာမီကမ်းလုံးကြီးတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့သဘာဝဘေးရနေရတွေဖြစ်ပါတယ်။ကံယူရန်ဒေတာတွေမှာကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့တေဆုံးမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ါပေမဲ့သတိပေးစနစ်တွေနဲ့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားခြင်းအဖြစ်ဆူနာမီလိုင်းလုံးတွေရဲ့အနေရကိုရှင်းချနိုင်ပါတယ်။သဘာဝဘေးအနေရဆိုင်ရာဝန်ထမ်းများအနေနဲ့ဆူနာမီရဲ့အနေရနဲ့ပတ်သက်ပြီးပြည်သူတွေကိုအသိပညာပေးခြင်းသတိပေးစနစ်တွေကိုထိရောက်စွာအသုံးပြုခြင်းနဲ့ကြိုတင်ပြင်ဆင်မှုတွေကိုအားပေးခြင်းဖြင့်အသက်ပေါင်းများစွာကိုကယ်တင်နိုင်ပါတယ်။ Call to action ဆူနာမီအနေရနဲ့ပတ်သက်ပြီးတင်သိထားတဲ့ အချက်လက်တွေကိုတင့်ပတ်ဝင်းကျင်ကလူတွေကို မျှဝေပေးပါတင့်ဒေတာမှာဆူနာမီသတိပေးစနစ်တွေရှိမရှိစစ်ဆေးပြီးဘေးကင်းလုံခြုံတဲ့နေရာကိုဘလို့သွားရမလဲဆိုတာကိုလေ့လာထားပါအရေးပေါ်အခြေအနေတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို စုဆောင်းပြီးအစဉ်တင့်ပြင်ဆင်ထားပါအားလုံးပဲဘေးကင်းလုံခြုံကြပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်